အားလုံးမင်္ဂလာပါကျွန်တော်အခုတလောကတော့ online social media ပေါ်မှာလည်းတွေ့တာအများကြီးပေါ့နော်ပူချုပ်သုံးမျက်နှာရဲ့ interview ကိစ္စတွေပေါ့တော်တော်များများကသူ့ရဲ့နိုင်ငံရေးရည်ချင်းသူ့ရဲ့စီရေးရည်ရှင်ကဘလောက်မြင့်တယ်ဘယ်အတိုင်းတာထိသွားတယ်လဲဆိုတာကဘာအတိတနိုင်ငံလုံးကတည်နေပြီဆိုတော့ကျွန်တော်တို့က ဲ့ဒါပဲပြောနေတယ်ရက်ခိုင်တော်လှန်ရေးတာရက်တက်ကြီးလိုက်မယ်ဆိုရင်တော့ NUG ဆိုတာလိုက်အလကားပဲမြန်မာနိုင်ငံတော်လှန်ရေးတော်ညင်ညင်သွားနိုင်တယ်ဒီတော်လှန်ရေးကိုနှွေဦးတော်လှန်ရေးဖြစ်လာပြီးတဲ့နောက်ပိုင်းမှာအခုတော်လှန်ရေးကိုရှေ့မှာရှေ့ပြင်းနေရှေ့ကိုပြေးအောင်တွန်းပို့နိုင်သူတွေအဖွဲ့အစည်းလို့ပြောမှာဆိုလို့ရှင်တော့မြောက်ပိုင်းညင်တော်အဖွဲ့လို့ခေါ်ကြတယ် ဒါပေမဲ့အခုနောက်ပိုင်းဆိုရင် AA ရအူးဆောင်နေတယ် AA ရတိုင်းမဲတိုင်းလေးတိုင်းလို့ပြောမှာပေါ့မကွေးတိုင်းစကိုင်းတိုင်းအေဝါဒီတိုင်းဟာလာဒီအရှင်းတိတိုင်းတုံးတိုင်းအအချီစီးလှုပ်ရှားလာတယ်တိုက်ခိုက်မှုတွေအများကြီးလှုပ်ခဲ့တယ်ဆိုတော့ NUG ရဲ့မှာတိုင်ရင်ပေါင်းအများကြီးရှိတယ်လို့ပြောပေမဲ့တေချာရေရာမှု စီးရင်အောင်မြင်မှုလည်းမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကပြောတယ်ပူချုပ်ထွင်းမြတ်နိုင်ပြောတာလဲမှန်တာပေါ့ပမာနဲ့ပမာအချင်းချင်းမတည့်လာတော့ဘူးဆိုရင်တော့တိုင်းသားတွေရောပါလေအလုတ်တမားခေါ်တယ်လို့ခေါ်တယ်ဆိုတာပူချုပ်ထွန်းနိုင်မြတ်နိုင်ပြောတာတအားကျွန်တော်တို့မြင်သားဖို့လိုတယ်ဒါချို့မလို့ကျွန်တော်တိုင်းသားတွေကခု NUG လဲငါတို့ကမယုံတာပြီးမှ NUG ရဲ့အခုလုတ်ပုံကိုင်ပုံလဲကျွန်တော်တို့ကမကြိုက်တာ အခုကျွန်တော်တို့တိုင်းသားတွေဒါဥပမာတိုင်းသားတွေအားလုံး ਨੇ စစ်ကောင်စီတာအပေးအယူလုတ်ကြည့်မယ်ဆိုလို့ရှင်တော့လုတ်ခဲ့မယ်လို့ဥပမာကဲတိုင်းသားတွေမင်းတို့ကိုပိုင်ဟုတ်ချုပ်ခွန်းမင်းတို့ ਨੇ မင်းတို့ပြည်နယ်မင်းတို့အုပ်ချုပ်စစ်ငါတို့စစ်ပွဲရပ်မယ်ကွာတခုခုဒါဒီမအားလားကတော့ပြောလာမယ်တိုင်းသားတွေရလက်ခံပြီးမှသားတွေလုတ်လိုက်မယ်ဆိုရင် NUG ကရေဆုံမျောသွားတော့မယ်ဒီပမာပြည်တော်လှန်ရေးရတန်သွားမယ် ဒါတော့မကဘူးအခုငါခိုင်းဒီ ULAAA ကတာသူ့ရဲ့ပြင်းနေအကုန်လုံးထိမ့်ချုံနိုင်ပြီဆိုပြီးမှ तू ဟာစီရေးပိုင်းမလုပ်တော့ပဲသူ့ရဲ့ကာကွယ်ရေးပိုင်းပေါ့ရခိုင်ပြင်းနေကာကွယ်ရေးလောက်ပဲ तू ကလုပ်မယ်ဆိုစီဆိုလို့ရှင်လေဒီရခိုင်ပြည်နယ်ကလွဲလို့တခြားမှာလည်းမလှုပ်ရှားတော့ဘူးစစ်လက်မမတိုက်တော့ဘူးဆိုရင်ຫນွေဥတော်လှန်ရေးဆိုလုံးလုံးကိုရက်တန့်မှာတေးချတယ် အခုမြန်မာနိုင်ငံမှာဖြစ်တဲ့တိုက်ပွဲတွေရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်ဒါပဲအဲ့တော့တချို့တွေကနိုင်ငံရေးလို့ပြောပြီးမှအခုဖြစ်နေတဲ့အခြေအနေတွေဒီအရာတွေရဲ့ခေါင်းဆောင်ကြီးတိုင်းသားခေါင်းဆောင်တိုင်းခေါင်းဆောင်တိုင်းတွေရဲ့နိုင်ငံရေးအသိအမြင်ဘေးမှာသူတို့ရဲ့စီရေးအသိအမြင် ပလောက်အစင်နဲ့တွားတလဲဆိုတာတချို့လူရမမမြင်ဘူးဒါဟိုတွားမကြည့်တဲ့အခါကျတော့ဟိုဒီတွေဥတော်လှန်ရေးအချင်းနေကောင်းမလားဆိုတာလဲမတိဘူးဆိုးမလားလဲမတိဘူးအခုပမာပြီမှာဆိုလို့ရှင်ပမာပြီတွင်းထဲမှာဆိုလို့ရှင်လေတိုင်းသားလဲနဲ့ဂိုင်းတွေမဟုတ်ပဲနဲ့ဒီပမာထဲက PDF ပေါ့ထူရှာတဲ့နေရာထဲတော်တော်များများဆိုဝါလုံးကို ကာလန်မတာရနဲ့အထုံငွေကောက်ပြီအဲ့ဒါသူတို့ရဲ့အိတ်ကမှဝင်သွားတာပြည်သူလူထုဒုက္ခရောက်နေတာပြည်သူလူထုကလည်းဒီတန်တွေမခံနိုင်တော့ဘူးဒီအဆင့်တွေတွားနေပြီအခုဒီအညာဒေတာဖက်တွေမှာတော့မှမကွေးစကိုင်းတိုင်းတွေမှာဒါကြောင့်ဒီတော်ထန်ရေးတဲ့တချို့တွေကဒီတော်ထန်ရေးတဲ့စကားစားနဲ့နင်းဒီလောက်အခွန်တော့မှငါတို့ကမဆောင်ရဘူး အတိုင်းအတာရရွာချေးရွာဆိုပိုပြီးတော့မှအေးစထန်သေးတယ်ဆိုတဲ့အမြင်တွေဝင်လာပြီးပြည်သူလူထု NUG ရတာရမကန်တွေနိုင်သေးတာခုချင်းထိမြမနိုင်ငံရေးရော NUG ရတန်တိုင်းငံလုံးကအပေးတယ်လို့ပြောကြပေမဲ့ NUG ရဲ့အလုံးလုံးပုံကအရန်ကိုသူစိတ်ဖောက်တဲ့အချိန်ကြရင်တော့ဒီသေးတွေချိန်ညာလိုက်ဟိုသေးတွေချိန်ညာလိုက်နဲ့အလုံးမဖြစ်ဘူး ပါတာတဲ့သူတို့ရဲ့ခြေတန်းလုံးလုံးပဲလို့သွားမလဲဆိုတဲ့ဟာအရွိတ်ကိုအခုချိန်ထိမရွိတ်နိုင်သေးဘူး။တိုင်းသားနယ်မြေမှာပဲကပ်ပြီးမှတိုင်းသားနယ်မြေကတိုက်ပွဲဝင်တဲ့အမှာမှာပဲဒီမှာတိုက်ပွဲသွားဝင်ကူလိုက်ပုံစံနဲ့ဖြစ်သွားတာ။ဒါတဲ့ဒီပမာမြို့ကြီးတွေထဲမှာစိတ်ဝင်ပြီးမှဘလို့ဥဆောင်တိုက်ပွဲဖော်ပြီးမှစစ်ကောင်စီကိုဘလို့နဲ့ဖြုတ်အောင်ကြိုးစားမလဲဆိုတဲ့ဒီအလုတ်လုတ်ချင်းကမရှိဘူးအန်ဂျိုဂျီမှာ။ဒါအရန်အားနေနေတယ် ဆိုတော့ဂျခိုင်ပြည်နယ်ကတော်လှန်ရေးတွေတိုင်းငြိမ်လာမယ်ကျွန်တော်ချင်းတော်လှန်ရေးတွေလည်းငြိမ်မယ်ဆိုလို့ရှိရင်တော့အခုကချင်းဒီဟာမျိုးတွေငြိမ်ပေးလိုက်ကြည့်မယ်ဆိုတော့မြန်မာတော်လှန်ရေးကရေဆုံမျောသွားမှာအဲ့ဒါဘီတူလူထုတွေတော်လှန်ရေးတမတော်တော်များများကနားမလည်သေးတာအဲ့ဒါကအခက်ဆုံးဖြစ်တယ်မြန်မာနိုင်ငံမှာ